ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွားမချင်းကညီကျူစုပါတယ်မန်ချက်စတာယူနိုက်တက်ကလာမယ့်နွေရာသီအပြောင်းအရွှေ့အသင်းရဲ့လူစင်းတွေကိုအတီးတီးအားဖြစ်ဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာ Ipswich ရဲ့ Dice Exama ဖြစ်သူ Liam Dillap ကိုလည်းခေါ်ယူနိုင်ဖို့အတွက်လက်ရှိမျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုပြီးတော့ဒီ Athletic ကနေပြီးတော့ပို့လောက်ထားတယ် United က Dillap နဲ့မျက်နှာချင်းဆိုင်တွေးဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ကစားမရဲ့ဘက်ကတော့ United ကိုပြောင်းရွှေ့မယ်ဆိုလို့ရှိရင်ဘလို့အခြေအနေတွေသူပါဝင်နိုင်မလဲရရှိနိုင်မလဲဆိုတာကိုကိုယ်တိုင်သိရှိဖို့အတွက် Manchester ကို Ipswich ရဲ့ဘက်ကသွားခွင့်ပေးခဲ့တယ် ဆိုတော့ဒီလက်ကပေါ့နော်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ဘယ်ကိုပြောင်းမယ်ဘာညာဆိုတာအပြည့်အဝမဆုံးဖြတ်ခင်မှာ Chelsea အပါဝင်တခြားကလပ်အသင်းတွေနဲ့လည်းလက်ခံဆွေးနွေးသွားဖို့ရှိတယ်အဲ့ဒါပြီးပြီဆိုမှသူရဲ့အနာဂတ်ကိုတည်တည်ကြကြရည်ရည်ပြတ်ဆုံးဖြတ်မယ်ဆိုတဲ့ပုံစံမျိုးပါဆိုတော့ Ipswich ရဲ့ဘက်ကတော့ကစားမထွက်မှာကိုလည်းသူတို့လက်ခံထားတယ်ကစားမပြည်သူကိုယ်တိုင်ကလည်းအတင်းပြောင်းကျင်တယ်သူ့ကိုလိုချင်တဲ့ကလပ်အသင်းတွေလည်းရှိနေတယ်ပေါ့ဒီထဲကမှတော့ကိုရီတိုက်စစ်ကိုလိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်ကတော့ဒီလက်နဲ့ပတ်သက်လို့ရှိရင်အရင်ဆုံးမျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ပေါ့လေကိုရီးယားဒီဒီလက်နဲ့ပတ်သက်လို့ရှိရင်ကိုတသိန်းနဲ့ AACC ကိုညာကိုခေါ်တယ်လို့မျိုးခေါ်နိုင်မဲ့အခြေအနေမှာတော့မရှိဘူးဒါပါတော့ဒီလက်တို့ပါလို့ဆိုလို့ရှိရင်လူချင်းတဲ့အသင်းတွေကျွန်တော်ရှိတယ်အခု mention လုပ်ခဲ့တဲ့ကျွန်တော် Chelsea တို့ကျွန်တော်ရှိမယ်ဒါအပြင်ဟိုဘယ်လို Manchester City ကလည်းသူတို့ကစားမဟောင်းဆိုတော့ပြန်လဲခေါ်ယူဝင်ရှိတယ်ဒါပြင်အာဆင်နယ်တို့ဘာလို့ကလည်းကျွန်တော်တရင်ကတက်တက်လေးထွက်ပြီးမှမခေါ်ဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးဆိုတော့ဒီလက်ကို အမှန်ကန်အပြိုင်ကျူးပန်းလာမဲ့ဒါအသိအနေကျွန်တော်ရှိနေတယ်ဆိုတော့ဒီလက်ရဲ့ဘက်ကလည်း okay manchester united ကလိုချင်တာတော့ဟုတ်ပြီ okay ငါလည်းဆွေးနွေးခဲ့ပြီပေါ့ဒါပေမဲ့လို့ငါမဆုံးဖြတ်သေးဘူးတခြား option တွေဘာမှန်းရှိအောင်မလဲတခြားဘယ်အသင်းကမြန်ငါ့ကိုကန့်လန့်လာအောင်မလဲဒါတွေကသူစောင့်ကြည့်ကျင်သေးတယ်ဒါကြောင့်လို့ဒီမှာဆိုလို့ရှိရင်ဒီလက်ကတော့ united နဲ့တော့ဆွေးနွေးပြီးသွားပြီဘာမှန်းတော့သူကဒီအရေးအယောင်ပြခဲ့တာမျိုးတွေမရှိသေးဘူးပေါ့နော်ဆိုတော့အသင်းတွက်ဒီလိုမျိုးအပြောင်းရွှေ့တွေကိုခက်မြန်မြန်လှုပ်ရှားနေတာက အများကြီးကောင်းတဲ့အခြေအနေမျိုးပါသူတပင်ကျွန်တော်တို့ဟိုတတော်ကိုစူးစူးပွားပွားရာသီတစ်ခုကိုပိုင်ဆိုင်ထားတဲ့ပရီးမီးယားလိမ်မှာနောက်ရာသီဒီလုံမဖြစ်ဖို့ဒီတဲ့အများကြီးပူကောင်းဖို့ကျွန်တော်ကြိုးပမ်းတော့မှာဒီချိန်မှာအကြီးတွင်းမြင့်ကစားမတွေကျွန်တော်လူတယ်တိုက်စစ်မှာဆိုလို့ရှိရင် Resmus Swaziland တို့ Joshua Zirkzee တို့လိုမျိုးဂိုးမသွင်းတတ်တဲ့ကစားမတွေရှိနေတာကအတင်တွေပြဿနာအကြီးတည့်ရပါတော့ဆိုတော့ဒီနေရာကိုအမှန်ကန်အားပြဖို့ပြီးလို့ရှိရင်ဂိုးသွင်းနိုင်တဲ့ကစားမတွေနဲ့ ကျွန်တော်တို့ဒါဒီအစားထုတ်ဖို့လိုနေတာဒါကိုလည်းအသင်းဘက်ကတော့လက်ရှိမှာကျူးပန်းနေတယ်အပြောင်းရွှေ့ကတော့ဒီများအသင်းတွေနဲ့ရှင်ခေါ်ရပြီဆိုလို့ရှိရင်တော့ထိရောက်မှုကတော့တော်တော်လေးကိုကိုရီအတွက်နည်းနိုင်နေပေါ့နော်ဒီတစ်ပင်တော့ကျွန်တော်တို့ဒါငွေကြီးပိုင်းဒါအပြင်လက်ရှိအသင်းရဲ့ပရီးမီးယားလိမှာအဆင့်16ဘာညာဆိုတာမျိုးကြီးကဒါအသင်းကလူပြိုင်ခေါ်ဖို့တခြားအသင်းတွေနဲ့ဆိုရင်တပန်းနှိမ့်သွားပါတယ်အရင်လိုမန်ချက်စတာယူနိုက်တက်ကျွန်တော်တို့ကဒီရာဒီမှာမဟုတ်တော့ဘူးပေါ့နော်အဲဒါအပြင် Champions League ဝင်ခွင့်ရတယ်ဆိုလို့ရှိရင်တော့ဒါအတိုင်းအတာတစ်ခုတည်းတော့ဒါအပေါင်းလက္ခဏာဖြစ်လာမှာပေါ့လေ Europa League ဖလားကိုရပြီးတော့ Champions League ဝင်ခွင့်ရခဲ့ပြီဆိုရင်ညွေရာဒီမှာပိုကောင်းတဲ့အပြောင်းအရွှေ့တွေတော့ကျွန်တော်လုံနိုင်မှာပဲဒါပေမဲ့လည်းလို့ပေါ့နော်အဲ့ဒီမတိုင်ခင်မှာကစားမားတွေကဝေဝေဝဝဖြစ်နေတာနော်ဒါအပြင်အကယ်လို့ Champions League ဝင်ခွင့်ရရင်တောင်မှကျွန်တော်တို့ United ကနေပြီးတော့အနာဂတ်အတွက်ပြင်ဆင်ထားတဲ့ project တွေကဘလို့ဖြစ်နေတယ်လဲနော်အနာဂတ်မှာပို့ပြီးတော့ကောင်းလာနိုင်ခြင်းရှိတဲ့အသင်လားနောက်ရာသီဘလို့အစီအစဉ်တွေရှိနေတယ်လဲဒါတွေကိုသူတို့သိဖို့လိုတယ်ဗျာ ဆိုတော့အသင်းကစားမားတွေဟာဒီသူတို့ပိုကောင်းတဲ့ဘောနော်အသင်းကြီးကိုပြောင်းကျင်ကြတာပဲသူတို့အနာဂတ်မှာပို့ပြီးတော့စိတ်ချရတဲ့အသင်းကြီးကိုသူတို့ပြောင်းကျင်ကြတယ်အောင်မြင်နိုင်ချေရှိတဲ့အသင်းကြီးကိုသူတို့ပြောင်းကျင်ကြတယ်ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင် United ကလည်းအဲ့လိုကစားမားတွေအတွက်ဆိုရင်ကိုရီဟာ Champions League ဝင်ခွင့်နဲ့မြားဖို့လိုတယ်ဆိုတာသိတော့ Champions League ဝင်ခွင့်ကတော့အရေးကြီးနေတော့မယ်အဲ့ဒီမတိုင်ခင်တော့ကွန်ညာလောက်ပဲခေါ်လို့ရမှာเนาะဆိုတော့ဒါကြောင့်ကျွန်တော်တို့ဘယ်ကစားမားရဲ့အပြောင်းရွှေ့ကိုပဲကျွန်တော်ဖြစ်ဖြစ်ဒီအသင်းကဘောနော် ဒီ Champions League ဝင်ခွင့်ကတော့အရေးကြီးနေတယ်ငွေကြီးပိုင်းအရာတောင်မှကျွန်တော်တို့အများကြီးတက်နိုင်တဲ့အခြေအနေမျိုးမှာရှိမနေဘူး။ဘာပဲပြောပြောဒီ lab ကို United ရဲ့ဘက်ကဒါမျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ဆိုတာကအသင်းအတွက်အများကြီးကောင်းတဲ့တင်မှာတခြား club တင်းတွေရဲ့ဘက်ကထိရောက်တဲ့ခြေလှမ်းတွေမလှမ်းခင်မှာကိုရီဒီအပြောင်းအရွှေ့တွေကိုခက်မြန်မြန်ကျွန်တော်တို့ဒါအလုပ်လုပ်နေတာအများကြီးပူကောင်းတဲ့တင်မှာเนาะဆိုတော့ဒီ lab အနေနဲ့တခြား club တင်းတွေရဲ့ကန့်လန့်မှုတွေဆွေးနွေးမှုတွေစိတ်ချိတ်ဆက်လာမှုတွေကိုသူလက်ခံစကားပြောသွားဖို့ရှိတယ်ဆိုတော့ ဘယ်အသင်းအနေနဲ့သတင်းဆက်ပြီးတော့ထွက်လာအောင်လဲကျွန်တော်ကြည့်ရမှာပေါ့လေဆိုတော့ United တင်ပြိသက်တွေဆိုလို့ရှင်ရောကျွန်တော်တို့ဒါအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်တိုက်စစ်မှုစစ်စစ်နေရာမှာ D lab ကိုကျွန်တော်တို့ဒါခေါ်တဲ့နေလို့ထင်ကြလားဒါမှမဟုတ်တခြားဘယ်ကစားမကိုကျူးပန်းတဲ့နေလို့ညီကလေးမြင်ကြလဲဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကလေးများလုံးကိုခြေတူးများကြီးတင်ပါတယ်